greatest honor မင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လဲကြွဆွလာပါရှင်စစ်တပ်နေကြောင်းတိုက်ခိုက်မှုတွေအကျွဲအရေးယူနိုင်ဖို့ဂျိုပန်နေကြောင်း IMMN ကပြောဆိုထားပြီးစစ်ကောင်ဆောင်၅ဦးကိုချက်ချင်းဖမ်းဖို့အမိန့်ချလိုက်ပြီးဖြစ်ကြောင်းသိရပါတယ်မြန်မာစစ်ကောင်စီကဒီနေ့အတွင်းလေးကြောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်လှုပ်ဆောင်လာကြောင်းဒီတိုက်ခိုက်မှုတွေကြောင်းတေဆုံမှုတွေပျက်စီးမှုတွေနဲ့နေရာစွန့်ခွာမှုတွေပြန့်နှံ့ဖြစ်ပွားနေကြောင်းမြန်မာနိုင်ငံဆိုင်လွတ်လပ်တဲ့စုံစမ်းစစ်ဆင်မှုရန်ရာ IMMN ကထုတ်ပြန်ထားဖြစ်ပါတယ်ဒီတိုက်ခိုက်မှုတွေကိုအမိန့်ပေးစစ်ခန့်တူတွေနဲ့လှုပ်ဆောင်တဲ့တူတွေကိုအရေးယူနိုင် န်ကိုဂျပန်ဆောင်ရွက်နေတယ်လို့ IMM ရဲ့အကြီးအကဲနီကိုလတ်ခွမ်ချန်ကပြောဆိုထားဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလွန်ခဲ့တဲ့နှစ်နှစ်ကစစ်ကောင်စီနေကြောင်းပုံချမှုကြောင့်အနည်းဆုံးလူပေါင်း155ဦးသေဆုံးခဲ့ကြောင်းစကိုင်းတိုင်းပစီဂျီရွာဖြစ်ရနောက်ပိုင်းကစားပြီးစစ်ကောင်စီကနေကြောင်းတိုက်ခိုက်မှုအကြိမ်ကြီးတိုးလာခဲ့တယ်လို့ဆိုထားဖြစ်ပါတယ်။ပြီးခဲ့တဲ့လကငလေလုခတ်မှုအပြီးမှာအသက်ရှင်ကျန်ရတဲ့သူကိုကယ်ဆယ်ရေးသမားတွေကရှာဖွေနေတဲ့အစီအမံပဲစစ်တပ်ကမန္တလေးစကိုင်းနဲ့တခြားဒေသတွေမှာနေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုံဆောင်ခဲ့တဲ့အကြောင်းအရ က်သားတွေထိခိုက်သေးဆုံးခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားဖြစ်ပါတယ်။ IMM အနေနဲ့ဒီရက်ဆက်ချင်ကြတဲ့တိုက်ခိုက်မှုတွေအကြောင်းအထောက်အထားတွေကိုစုဆောင်စစ်စစ်သုံးသပ်နေတာဟာကျူးလွန်ဖို့အမိန့်ပေးတဲ့သူနဲ့ကျူးလွန်လှုပ်ဆောင်ခဲ့တဲ့သူတွေကိုသိစေချင်တာဖြစ်ပါတယ်။တနေ့မှသူတို့ကျူးလွန်ခဲ့တဲ့အရာစုမှုတွေအတွက်တရားရုံးမှာရင်ဆိုင်ရဖို့ကျွန်တော်တို့ကြိုးပမ်းဆောင်ရွက်နေပါတယ်လို့နီကိုလတ်ခွန်ကျန်ကပြောဆိုထားဖြစ်ပါတယ်။ပြည်သူတွေကဒီတိုက်ခိုက်မှုရဲ့အကြံတွေကိုတဝိုက်ခံစားရတာမဟုတ်ဘဲပြစ်မှတ်ထားပြီးတိုက်ခိုက် ဓာတ်ရိုက်တတ်ခိုင်းနေတဲ့ကိုများသောအဖြစ်ခံရဖြစ်ပါတယ်။ကျောင်းတွေစေယုံတွေစေခံတွေနဲ့ဒုက္ခတက်စခန်းတွေဖခင်ကြောင့်ဘုန်းကြီးကြောင့်အပြင်ဂီတာဖျော်ဖြူပွဲလိုမျိုးလူစုလူဝေးမှာပုံချက်ခံခဲ့ရကြောင်းအရာကာတွေကိုပြမထားတတ်ခိုင်းမှုတွေဟာဆေးရဆုံမှုဒါမှမဟုတ်လူသားမျိုးနွယ်အပေါ်မှာကျွနဲ့ခဲ့တဲ့အရာဆုံမှုတွေဖြစ်ကြောင်းအဓိကတောင်းဝန်ရှိတဲ့သူကိုဖော်ထုတ်နိုင်ရန်စုံစမ်းစစ်ဆေးမှုတွေကိုလည်းအရှိန်မြှင့်ဆောင်ရွက်နေတယ်လို့ပြောဆိုထားဖြစ်ပါတယ်။ IMMN နေတဲ့တရင်အချက်လက်တွေနဲ့ပတ်သက်ပြီးစက်ကောင်စီကိုအချိန်များစွာဆက်တွက်ခဲ့ပေမဲ့ပြန်လည်တုတ်ပြန်လည်းမရှိသေးဘူးလို့ထုတ်ပြန်ချက်မှာဖော်ပြထားဖြစ်ပါတယ်။ကြားရတဲ့ဆက်ပြမှုကျွန်မရဲ့ခေတ္တနာကိုပြောပါရှင်။အပင်တော်ဆံအတွင်းအတွင်းကျွန်မရဲ့ဆက်တွက်ရှင်ပါရှင်။